ဝင်ကြီးနေကြသူအားလုံးပဲမင်္ဂလာပါဒါကတော့တောက်ကြံနေမနေ့ပိုင်းတွင်ဒုတိယပိုင်းဒုတိယပိုင်းမှာကနန်းနှစ်ကွက်ပဲယူဆထားတယ်ဒါအပေါ်နှစ်ချိန်ဖြစ်ခဲ့တဲ့အတိုင်းပဲလားကွက်ကြီးလေးတွေလိုက်ပြီးတော့ယူဆကြည့်ပါဒါကတော့သူကသုံးချက်ရိုက်ပုံစံနဲ့အပေါ်နှစ်ချိန်မှာဖြစ်ထားတယ်ဒါသုံးချက်ရိုက်တည်းကဖြစ်ရင်တခါတည်းအပီးပဲထိပ်ပိတ်အပီးကွက်ခနဲ့ဖြစ်တယ် ဒါ၃ချိန်ဆက်ဖြစ်ရင်တော့ဖြစ်ဖြစ်အောင်မှာပဲပေါ့ဖြစ်မဖြစ်တော့မသိဘူးအပေါ်၄ချိန်မှာတော့ဖြစ်တယ်လို့ယူဆလို့ရထားတာပဲဒီနှလုံးပေါင်းခြင်းခုံဒီနှလုံးပေါင်းခြင်းခုံဆိုရကတဲ့သုံးထည်ပြီးတော့ဒီသုံးလုံးပေါင်းခြင်းခုံလို့ဖြစ်တယ်ခုံသုံးချက်ခုံသုံးချက်နဲ့ရှစ်ပြည့် သုံးထိပ်ရှိပရိခွန်သုံးချက်ရိုက်တယ်သုံးထိပ်နဲ့ရှိပရိပုံပေါ်သွားတယ်သုံးကဒီလိုဖြစ်သွားတယ်အဲ့ဒီပုံစံအတိုင်းပဲသူ့ဟောတကွင်ကျော်ဒုတိယချိန်မှာဒီကိုလေးဆိုတဲ့ခဏအဲ့ဒီအတိုင်းပုံဖော်ကြည့်လို့ရတယ်ဒီနှလုံးပေါင်းခြင်းတစ်ဒီနှလုံးပေါင်းခြင်းတစ်ဆိုရက်ကကိုထက် ဒီသုံးလုံးပေါင်းခြင်းတက်လို့ပါထပ်ဖြစ်တယ်ဆိုတော့သုံးပရိတ်ကိုထိန်နဲ့သုံးပရိတ်ဆိုရင်လေးပိတ်တလုံးထပ်ပြလိုက်ကိုလေးတက်သုံးချက်ရိုက်တယ်ကိုထိန်သုံးပရိတ်နဲ့ကိုလေးဖြစ်သွားတယ်ဒါအပေါ်နှစ်ချိန်မှာတော့ဒီပုံစံကွတ်တီဖြစ်တာပဲသုံးချိန်ဒီပုံစံအတိုင်းပဲဆက်ပြီးတော့ယူဆရင်သုံးချိန်ကွတ်တီဆက်ပြီးတော့ဒီပုံစံအတိုင်းဖြစ်ခဲ့ရင် ဒီလိုဖြစ်မှာဒီနှလုံးပေါင်းခြင်းတန်ဖိုးဟာလေးဒီနှလုံးပေါင်းခြင်းတန်ဖိုးလည်းလေးလိုဖြစ်ဒါဆိုရင်ခွန်ထိပ်တစ်လုံးပြီးတော့ဒီလိုသုံးလုံးပေါင်းခြင်းလေးလိုပါထပ်ဖြစ်လေးသုံးချက်ရဒါဆိုရင်ရှစ်ပရိခွန်ထိပ်နဲ့ရှစ်ပရိ ော်တယ်နဲ့ရှစ်ပရိဆိုရင်တစ်ပိတ်တလုံးထည့်ပေးတယ်ကလေးတုံးချင်တယ်ခွန်တစ်ဒီလိုဆက်ဖြစ်သွားမှာဒီပုံစံအတိုင်းတည်းသုံးချိန်ဆက်ဖြစ်ဒီလိုဖြစ်မှာဖြစ်မလားဖြစ်အောင်မလားမဖြစ်တော့ဘူးလားမသိဘူးဖြစ်နေကြရတော့ဒီလိုဆက်ယူဆလို့ရတယ်ခွန်တစ်ဒါ လေး၃ချက်နဲ့၃ချက်ရိုက်ထားတယ်ခွန်တိလေး၃ချက်ရိုက်ထားဆက်ရိုက်ခဲ့ရင်ခွန်တိပဲပြီးတော့နောက်ထပ်၃ချက်ရိုက်ပုံစံတစ်ခုရှိတယ်သူကဒီလိုဒီ၃လုံးပေါင်းခြင်းတန်ဖိုးဟာနှစ်ဒီ၃လုံးပေါင်းခြင်းတန်ဖိုးလဲနှစ်ဆိုရကငါအပိတ်ပထမပထမ၃ချက်ပထမ၃ချက်ရိုက် ုံစံကထိတ်နဲ့ဗရိတ်နဲ့ဒီတစ်ခါကျတော့အပိတ်နဲ့ဗရိတ်နဲ့ဒီလိုဒီလိုဖြစ်တယ်လို့ယူဆကြည့်ရင်လည်းအပေါ်နှစ်ချိန်မှာဖြစ်ထတာပဲဒီမှာ၃လုံး၂၃လုံး၂ဆိုရက၅ပိတ်ပြီးတဲ့အခါဒီလို၃လုံး၂လို့ထပ်ပြီးတော့ဖြစ်တယ်ဒီလို၂လို့ထပ်ဖြစ်တဲ့အခါ၈ပိတ်၈ပိတ် ငါအပိတ်နဲ့ရှစ်ပရိတ်တုံးထိတ်ကိုထည့်ပေးတာတုံးကနှစ်တုံးချက်ရိုက်ပြီးတော့တုံးထိတ်တုံးကငါပိတ်ရှစ်ပရိတ်နဲ့တုံးကဒီလိုဖြစ်တယ်လို့ဒီပုံစံနဲ့လှည့်ယူရင်လည်းသူကတုံးကဖြစ်နေတာအဲ့ဒီလိုပဲသူကတုံးချက်ဒုတိယအချိန်မှာ ီသုံးလုံးပေါင်းခြင်းတန်ဖိုးဟာငါဒီသုံးလုံးပေါင်းခြင်းတန်ဖိုးလဲငါဆိုရင်လေးပဲပြီးတော့ဒီသုံးလုံးပေါင်းခြင်းဟာလဲငါဆိုပြီးတော့ထပ်ဖြစ်တယ်ဆိုတော့ဒီလိုသုံးလုံးပေါင်းခြင်းငါဖြစ်တဲ့ချိန်မှာဒါသုံးပရိတလုံးဖြစ်တာပေါ့သုံးပရိထဲမှာသုံးလုံးငါဖြစ်ဆိုတော့လေးအပိတ်နဲ့ တုံးပရိစေကိုလေးဒီလိုဖြစ်သွားအဲ့ဒီပုံစံအတိုင်းတုံးချိန်တုံးချိန်ဆက်ပြီးတော့ယူဆိုင်ဒီတုံးလုံးပေါင်းချိန်ဟာတုံးအပေါ်နှစ်ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒီလိုတုံးလုံးပေါင်းချိန်တုံးဆိုပြီးတော့ဆက်ဖြစ်ရင်ကိုပိတ်တလုံးဖြစ်မှာကိုပိတ်ကိုပိတ်နဲ့နောက်ထပ် ဒီသုံးပါတုံးချက်ပြအောင်ဆက်ရရင်ဒီသုံးလုံးပေါင်းခြင်းသုံးလို့ဖြစ်မှာဒါဆိုရင်သုံးလုံးသုံးဖြစ်ဖို့အတွက်အပေါ်မှာခွန်တလုံးရှိနေလို့6ပရိတ်ကိုထည့်ပေးရမှာ6ပရိတ်6ပရိတ်ဆိုတော့အဲအဲ့ဒီ6ပရိတ်ကိုတော့မရေးလိုက်ရအောင်6ပရိတ်ဆိုတော့ဒီမှာခွန်ထိတ်တလုံးကိုထည့်ပေးလိုက်ဒါဆိုရင်ခွန်ကိုဒီခွန်ထိတ်ကလည်း နှလုံးပေါင်းခြင်းလေးနှလုံးပေါင်းခြင်းလေးဆိုပြီးတော့ဖြစ်နေခြင်းရှိနေတဲ့ခွန်ထက်ဒီခွန်ကိုလည်းတုံးတုံးချင်ရိုက်ပြီးတော့ဆက်ပြီးတော့ဖြစ်ခဲ့အပေါ်နှခြင်းဖြစ်ခဲ့တဲ့အချိန်ဆက်ဖြစ်ခဲ့ရင်ဆက်ပြီးတော့ဖြစ်နေခြင်းရှိတယ်တုံးချင်ရိုက်ဖြစ်နေခြင်းတကွက်ခွန်တင်ခွန်ကိုဆိုတော့ဒါခွန်ထိတ်တယ်ဒီခွန်ထိတ်နဲ့ ခေါ်ထိတ်နေတာကနဲ့နှစ်ကွက်တထတ်တိုးလိုက်တဲ့သဘောပေါ့ကနဲ့နှစ်ကွက်ထတ်တိုးလိုက်တယ်ပရမဖန်ရေစမှုတဲ့မှာခွန်ထိတ်နေဒီကနဲ့နေယူဆထားပြီးသားခွန်တော်ညခွန်တော်ခွန်လေးခွန်ငါးတောင်ပါလိုက်တယ်ဒီလိုယူဆထားတယ်ဆိုတော့ဒီမှာ နော်ဟိုကြည့်ရကောင်းအောင်ဒီမှာပရိလေးတခုစာနဲ့ထည့်ရေးပြီးတော့ထည့်လိုက်အောင်ဆိုတော့ကိုပိတ်နေမှာ6ပရိကိုပိတ်နေ6ပရိ content user mode auto ship ပြတာကိုကို content ဆိုတော့ဒါတော့ချက်ရိုက်ပုံစံလေးနှစ်ခုဒါအခြားထိပ်ပိတ်ဖြစ်နိုင်ကြီးရှိသေးတယ် နောက်ဆုံးအလုံးချုံမှုကြည့်လိုက်တဲ့အခါဒီတုံးချက်ရိပ်ပုံစံလေးနှစ်ခုဟာပေါင်းစပ်မှုဆက်ဆက်မှုလေးတွေသူ့အထားလေးနဲ့သူကောင်းနေတဲ့အတွက်ဒီနှစ်ခွက်ကိုပဲရွေးချယ်ယူဆပြလိုက်တယ်။ဒါကတော့ကန်တရားပဲပေါ့။ရှေ့ရပထမခံယူဆမှုမှလည်းခဏနေခဏနေတော်တော်များများတော်တော်များများယူပေးခဲ့တယ်။ဒါပေမဲ့အလုံးတဲ့ပဲထုတ်ပါဒါတဲ့တဲ့ဖြစ်နိုင်ခြေတွေကိုပဲဥစားပေးယူဆထားတာ။ တဲ့တဲ့ပဲတဲ့ပဲယူဆထားတာမဟုတ်လို့ကနန်းများများလေးယူပေးတာအားစရာမလိုဘူးယူဆတဲ့အတိုင်းဖြစ်ရင်တဲ့ပဲဖြစ်မှာဒီလိုကနန်းအများယူတာအားထုတ်ရင်မွဲဖို့ပဲရှိတယ်တဲ့ပဲတို့အပြန်ဖြစ်သွားလဲနှမျောမနေနဲ့တက်တက်ကြတဲ့အချိန်တွေရောက်လာအောင်ပါဆိုတော့ဒီနှစ်ခွက်လုံးကောင်းတဲ့ဆက်ပြင်းဖြစ်နေကြရှိတယ်ဖြစ်မဖြစ်တော့မသိဘူးကြံ့ရင်ထုတ်ကံကောင်းရင်တက်တက်တို့ပါပဲ ံကောင်းကြပါစေလို့ပဲဆုတောင်းပေးပါတယ်ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင်လုပ်ထားပေးပါဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးတော့ကြည့်ပေးပါတေးတေးချာချာနားလည်အောင်ကြည့်ပြီးတဲ့အခါမှာရွေးချယ်တော့ပေါင်းဆက်တော့တက်တက်တို့ဘီကံကောင်းကြပါစေထပ်ပြီးတော့ဆုတောင်းပေးတယ်